Elon Musk နဲ့ Jeff Bezos တို့ရဲ့ SpaceX နဲ့ Blue Origin တို့လိုအာကာသပေါ်ကိုအရသားတွေကိုခီးသွားဝန်ဆောင်မှုပေးဖို့စီစဉ်နေပြီလို့တရုတ်အစိုးရပိုင်းအာကာသသိပ္ပံနဲ့ဤပညာ Corporation CASC ကကြံစမ်းပြည်နယ်မှာနိုဝင်ဘာလ23ရက်ကပြုလုပ်ခဲ့တဲ့ China High Tech Fair ဤပညာပြပွဲမှာကြေညာမိတ်ဆက်သွားခဲ့ပါတယ်။ ယုံဆိုရပိုင်ဘန်နာယီသတင်းစာ Security Times ရဲ့ဖော်ပြချက်အရပြန်လည်အုံပြုနိုင်တဲ့ဒုံးပြန်တဲ့အာဂတရှင်တွေအုံပြုပြီးပြည်သူတွေကိုကမ္ဘာအပြင်ဘက်အာဂတအတွေ့အကြုံရရှိစေရေးဖြီးသွားအစီအစဉ်ဆေးလွတ်တော်မှာဖြစ်တာကြောင့်ပြည်ရင်းလုပ်ငန်းစုတွေအနေနဲ့ပူးပေါင်းပါဝင်နိုင်ရေးဖိတ်ခေါ်ထားတယ်လို့ဆိုပါတယ် အာဂါဒခီးသွားလုပ်ငန်းကို အမေရိကန်ကကြီးစိုးထားတာကိုပယ်ဖျက်နိုင်မှုတရုတ်နိုင်ငံအနေနဲ့ပြည်သူတွေကိုအာဂါဒခီးစင်တွေဆေလွတ်လိုခြင်းဖြစ်ပြီးလက်မှတ်တဆောင်တန်ကြေးဟာယွမ်တသန်းအမေရိကန်ဒေါ်လာ3,534ရှိမယ်လို့ Security Times ကဖော်ပြခဲ့ပါတယ်ဒီခီးစင်ဟာပင်လယ်ရေမျက်နှာပြင်အထက်100ကီလိုမီတာအမြင့်ကိုခေါ်ဆောင်သွားမှာဖြစ်ပြီးနိုင်ငံတကာအသိအမှတ်ပြုအာဂါဒအပြင်ဘက်ပိုင်းစီကာမန်လိုင်းကိုဖြတ်ကျော်ကာ ကဘာမြေဆွဲရမရှိပဲလူတွေပေါ်ပါမျောပါနေတဲ့အတွေ့အကြုံနဲ့ကဘာကြီးကိုအာကာသတွေကမြင်တွေ့ရပုံတွေကိုခံစားနိုင်မယ်လို့လဲဆိုပါရယ်တိရုပ်ဆိုရကခုတစ်ပတ်အတွင်းမှာအာကာသယင်၄စီးကိုလွှတ်တင်ခဲ့ပြီး2025ခုနှစ်အတွင်းစီးပွားဖြစ်အာကာသလုံဆောင်နိုင်စွမ်းရှိစီမံကိန်းအတွက်ယွမ်1.5ထရီလီယံဒေါ်လာ351.3ဘီလီယံသုံးစွဲခဲ့တယ်လို့ Security Times ကဖော်ပြသွားခဲ့ပါရယ် SpaceX နဲ့ Blue Origin တို့ဟာဒါဇင်နဲ့ချီတဲ့ခီးသွားတွေကိုအာကာသအတွင်းပို့ဆောင်ပေးခဲ့ကြပြီးလက်မှတ်ခကိုမထုတ်ပြန်ထားပေမဲ့ခန့်မှန်းမှုအရတူးကိုဒေါ်လာ55တန်းအထိရှိနိုင်တဲ့အတွက်တရုတ်သက်မှတ်တဲ့လူတစ်ယောက်ရဲ့လက်မှတ်ခက အလွန်ဈေးပေါ်မှာဖြစ်ပါရယ်။